စစ်ကောင်မရှင်ကအော်တိုဘာလအတွင်းမှာကလေးငယ်တွေပါဝင် လူ136ယောက်ကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်စစ်ကောင်မရှင်တဲ့ရဲ့လူအခွင့်ရေးချိုးဖောက်မှုတွေဟာရော့ကျသွားခြင်းမရှိဘဲဆက်ပြီးတော့မြင့်တက်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။ NUG ရဲ့အော်တိုဘာလာစစ်ရဲဇဝမှုမက်တမ်းအရာစစ်ကွန်မရှင်တပ်ဟာအော်တိုဘာလာတလထဲမှာတင်နိုင်ငံသဝဲမှာအစုလိုက်အပြုံလိုက်တက်ဖြတ်မှုပေါင်းဆက်သက်ကြိမ်ကျူးလွန်ခဲ့ပြီးလူပေါင်း136ယောက်တိစုပ်ခဲ့ပါတယ်။အဲ့ဒီထဲမှာအသက်18နှစ်အောက်ကလေးငယ်16ယောက်အထိပါဝင်ခဲ့တယ်လို့ NUG ရဲ့လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကနိုဝင်ဘာလ23ရက်နေ့မှာထုတ်ပြန်ပါတယ်။ ိုင်းနယ်ပြည်နယ်တွေအလိုက်လူခွင့်ရချိုးဖောက်မှု အများဆုံးဒေသကတော့စကိုင်းတိုင်းပဲဖြစ်ပါတယ်စကိုင်းတိုင်းမှာလူအခွင့်ရချိုးဖောက်မှုပေါင်း122မှုအထိရှိခဲ့တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ဒါ့အပြင် အော်တိုဘာလတလအထဲမှာပဲစစ်ကောင်မရှင်ဟာစုစုပေါင်းလူအခွင့်ရချိုးဖောက်မှုပေါင်း959မှုကိုကျူးလွန်ခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုပေါင်းအကြိမ်950ပြုလုပ်ခဲ့ပါတယ်။မန္တလေးတိုင်းတစ်ခုထဲမှာပဲလေကြောင်းတိုက်ခိုက်ခံရမှုကအကြိမ်90ရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့်အရက်သား185ယောက်တိစိုးခဲ့ရမှာကလင်းငယ်38ယောက်ပါဝင်ခဲ့ပါတယ်လူခွင့်ရဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်တဲ့ဒီကိကနန်းတွေဟာအနာဂတ်မှာစစ်ကွန်မရှင်ကိုအရေးယူနိုင်ဖို့အတွက်စုဆောင်ထားတဲ့တသက်မှတ်တမ်းတွေဖြစ်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်